င်သူတော်ကောင်းပေါင်းတို့မင်္ဂလာပါရှင်။ Radio for Channel ကနေဆီယမရှက်တီကနေစိတ်နေထွေးစွာကြိုဆိုပါရစေ။ဒီကနေ့ဆီယမတက်ဆက်ပြီးမှာတော့2025နိုဝင်ဘာလတလလုံးအတွက်အင်္ဂါဘွားအင်္ဂါနေ့ Move for သူများအတွက်အထူး host တန်းဖြစ်ပါတယ်။စစ်သူကြီး Mars ဂျူရဲ့တာသမီများဖြစ်တဲ့အင်္ဂါဘွားတို့ဟာရဲရင်ချင်းတတိရှိချင်းနဲ့ဆုံးဖြတ်ချက်ခိုင်မာခြင်းတို့ကိုပိုင်ဆိုင်ထားတဲ့သူတွေပါ။နိုဝင်ဘာလမှာအင်္ဂါဘွားတို့ရဲ့အစွမ်းရည်တွေကို ဘလို့အကောင်းဆုံးအသုံးချနိုင်မလဲဆိုတာမြန်မာရိုးရာပေရင်ပညာနဲ့အနောက်တိုင်းရဲ့နှက်ခက်ပေရင်တို့ကိုပေါင်းဆက်ပြီးတော့အသေးစိတ်ဟောပြောပြီးသွားမှာဖြစ်ပါတယ်။ဒီလားထဲမှာအင်္ဂါဘားတို့အတွက်အဓိကမိမောင်းထိုးပြခြင်းနဲ့အရာကတော့ခေါင်းဆောင်မှုနဲ့စိတ်ရည်တည်ခံခြင်းပါပဲ။ရည်မှန်းချက်တွေကိုမြင်မြန်ဆန်းဆန်းအောင်မြင်ဖို့အတွက်ဘလို့ထိ ंछ ုပ်ရမလဲဆိုတာအဆုံးထိနှာတောင်းပေးပါအောင်ရှင်။ အင်္ဂါဖွားတို့ဟာစမ်းအင်မြင်မှသူတွေဖြစ်ပြီးတော့ဘယ်အလုပ်ကိုမဆိုဆွေးရှိရှိလှုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာဒီစမ်းအင်တွေကအချိန်အဟုန်ကောင်းမွန်နေပါလိမ့်မယ်။မြမယူရသုံးသက်ချေရဒီကာလမှာအင်္ဂါဂျူမင်းရဲ့ဩဇာစမ်းအင်တွေအားကောင်းနေတဲ့လဖြစ်ပါတယ်။အလုပ်ကိန်းနဲ့စီးပွားရေးဒီမှာလည်းရီမန်းချက်တွေကိုပြက်ပြက်တတ်တာအကောင့်တွေပေါ်နိုင်ပြီးအောင်မြင်မှုတွေကိုမြင်တွေ့ရပါလိမ့်မယ်။ဒါပေမဲ့မြမယူရအရာ စကားပြောဆိုရမှာပြက်သားလွန်ခြင်းဒေါသကိုအလွယ်တကူထုတ်ဖော်မိခြင်းတို့ကြောင့်မိတ်ဆွေကောင်းတွေလှုပ်ဖော်ကြင်ပဲကောင်းတွေနဲ့စကားများပြီးတော့ပြက်တနာပြက်တတ်တာကိုတော့သတိထားပါရန်လူသူများကြောင့်လုပ်ငန်းမှာအနောက်ရှေ့အနေငယ်ရှိနိုင်ပါတယ်အနောက်တိုင်းဘီရင်ဟော့စတန်အရာနိုဝင်ဘာလမှာဂျိုးရီရဲ့ရွေးချယ်မှုကအင်ဂါဘားတို့ရဲ့ပရော်ဖက်ရှင်နယ်အောင်မြင်မှုနဲ့ဂုဏ်သတင်းကဏ္ဍကိုထောက်ပံ့ပေးနေပါတယ် သင်ရဲ့ရဲရင်နဲ့ဆုံးဖြတ်ချက်တွေကအလုံးမှအတိမတ်ပြုခြင်းခံရပါလိမ့်မယ်။ဒါပေမဲ့မာဂျူရီဂျူနောက်ပြန်တင်နေခြင်းကြောင့်စာပဲစာရန်စာချုပ်စာရန်နဲ့ဆက်သွယ်ရေးတွေမှာတော့အနည်းငယ်အမှားအယွင်းတွေဖြစ်တတ်တာကိုယူဆရပါမယ်။ကလင်းစလိုမလုပ်ဖို့လေအရေးကြီးပါတယ်။အဓိကစိန်ခေါ်မှုကတော့ဒေါသအရှိန်ကိုဖြေလျှော့ပါ။အတိအဖွဲကိစ္စလေးတွေကိုစိတ်တူလွယ်ခြင်းတွေကိုလည်းထိန်းချုပ်ထားပါ။သင်ရဲ့တတိကိုအသုံးပြုပါဒါပေမဲ့ထိခိုက်ဖို့မဟုတ်ဘဲနဲ့ကုညီပန်ဖို့ ုံးပြုပါငွေကြီးစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းပညာပြောရမယ်ဆိုလို့ရှိရင်ငွေကြီးကံနဲ့စီးပွားရေးကဏ္ဍမှာတော့အင်္ဂါဖွားတို့ရဲ့စူးစမ်းအထောက်အမှုကြောင့်အသေးအပွင့်တွေစတင်ပြီးတော့ခန်းစားရမယ်ဒါတလဖြစ်ပါတယ်အသက်မွေးဝမ်းကြောင်းကတော့ဒီနိုဝင်ဘာလမှာအပြောင်းလဲနဲ့စွန့်စားမှုတွေအတွက်အကောင်းဆုံးပါပဲတင်လုပ်ခြင်းနဲ့ project အသစ်တွေစတင်ဖို့လုံငန်းတဲ့ပြောင်းလဲဖို့ဒါမှမဟုတ်ယာတို့တောင်းဆိုဖို့ကောင်းတဲ့အချိန်ကဖြစ်ပါတယ်တူတဲ့ဥဆောင် ထုတ်ကန်ခြင်းကနေပြီးတော့ပုံမှုအကျိုးရှိလာပါလိမ့်မယ်အတတ်ပညာနဲ့ဆိုင်သော လုပ်ငန်းတွေအမှုပညာဆိုင်ရာလုံများ လုပ်သူတွေအတွက်လည်းပုံမှုပြီးတော့ကန်ကောင်းလာပါလိမ့်မယ်ငွေကြေးကန်တော့ဝင်ငွေကောင်းမွန်ပါတယ်တင်လုပ်ခဲ့တဲ့ယင်းဤမြုံနယ်မှုအဟောင်းတွေကနေပြီးတော့မမျော်လင့်မင်းနဲ့အမြတ်အစွန်းတွေပြန်ရတတ်ပါတယ်ဒါပေမဲ့အလင်းစလိုငွေသုံးဆွဲခြင်းကိုတော့တတိထားပါတဲ့ခန်းစားချက်ကိုလိုက်ပြီးတော့ပစ္စည်းအစ်စ်ဝယ်ယူတာမျိုးတွေလည်းရှင်းချတင်ပါတယ် ငွေကြေးရေးကိစ္စတွေမှာမိတ်ဆွေရင်ဆွေမျိုးသားချင်း တွေနဲ့အပေးအယူလုပ်တာကိုရှောင်ပါရှောင်ရန်အရေးကြီးသောစာချုပ်စာတမ်းများကိုလကုံပိုင်းအထိရွှေဆိုင်နိုင်မယ်ရွှေဆိုင်လိုက်ပါအကျံပြုချက်အနေနဲ့ပြောရမယ်ဆိုရင်အနေရောင်သို့မဟုတ်အညူရောင်ပစံအိတ်တီကိုအသုံးပြုပါအဲ့လိုမျိုးအသုံးပြုခြင်းဖြင့်ငွေဝင်ငွေထွက်ကိုထိန်းညှိပေးပါလိမ့်မယ် ချစ်ချင်းမေတ္တာနဲ့လူမှုဆက်ဆံရေးကိုပြောရမယ်ဆိုလို့ရှိရင်အချင်းကြီးမှာတော့အင်္ဂါဘွားလို့ရယူသားပွင့်လင်းတဲ့အတွက်သဘောထားဟာကောင်းကျိုးရောဆိုးကျိုးရောကိုဖြစ်စေနိုင်ပါတယ်။အင်းအောင်ရှင်ချစ်သူဆုံးတွဲသည့်ဆက်ဆံရေးမှာစိတ်အားထက်သန်ပြီးတော့ပွင့်လင်းယူသားသောအချစ်ကိုပေါ်ပြပါလိမ့်မယ်။သိရဲ့လေးနဲ့တဲ့ခံစားချက်တွေကိုဖော်ပြဖို့အချိန်ကအခွင့်အရေးကောင်းပါဒါပေမဲ့တင်းရဲ့ထိန်းချုပ်လူစိတ်နဲ့ငင်းခုံလူစိတ်ဟာပြဿနာရဲ့အရင်းမြစ်ကိုဖြစ်လာနိုင်တာ ው တော့သတိထားပါ လက်တွဲဘော်ကိုစကားမများပြောခွင့်ပေးပြီးတော့နားထောင်ပေးလိုက်ပါ အတူတူအကားစားလှုပ်ခြင်းစောစားခန့်ခရီးထွက်ခြင်းတို့ကချစ်ချင်းမြတ်တာကိုပုံမနှဆိုင်စေပါလိမ့်မယ်လူပြူအပြူများဒီလဟာသိရဲ့စိတ်လှုပ်ရှားဖွယ်ရာစွမ်းအင်ကြောင့်ဆက်ညင်ဘက်လင်ကိုဆွဲဆောင်နိုင်တဲ့အချိန်ပါပဲတင်နှစ်သက်တဲ့သူနဲ့ပတ်သက်ပြီးတော့ရရင်ဝင်ဝင်ဖွင့်ပြဖို့ခွင့်လန်းကောင်းတွေရှိပါလိမ့်မယ်။ဒါပေမဲ့ခဏတာဆွဲဆောင်မှုကိုရရှိအခြေလို့ထင်မှတ်တာမျိုးမဖြစ်စေဘူးတော့သတိထားပါ။ အကြီးကိုစပွဲလို့မသတ်မှတ်ပါနဲ့ပူပေါင်းဆောင်ရွက်ခြင်းသာအဖြစ်ပါကျမကြီးနဲ့အထူးရည်ရည်ရပေးရမယ်ဆိုရင်ဒီတလာလုံးစေရောကိုပါကျမပြီးတော့ကံကောင်းဖို့အတွက်အင်္ဂါဘွားတို့ရဲ့ရည်ရည်ရကဏ္ဍမှာအထူးရည်ကြီးပါတယ်ကျမကြီးကတော့အင်္ဂါဘွားတို့ကစွမ်းအင်များလွန်တာကြောင့်မတော်တဆထိခိုက်မှုရှိမင်းကိုလက်မအီမသားတွေဖြစ်တာတွေကိုတော့တရေထားတက်ပါတယ်အလုံး လွန်များပြားတာကြောင့်ဥကောင်းတဲ့မျက်လုံးကိုလည်းဂယူးဆိုင်ပါနေ့စဉ်အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာကတင့်ရဲ့မတ်စွမ်းအင်ကိုအေဂျင်စီပါလိမ့်မယ်လေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လုပ်ပြီးတင်ပါတယ်မြမရိုးရာရေတွေရာအင်္ဂါပွားတွေအတွက်အထူးရေတွေရာနည်းနည်းပြောရမယ်ဆိုလို့ရှိရင်တော့အုံးပါတဲ့မုတ်ဒါမှမဟုတ်ရင်လက်ဖက်ဖိမြဲစွာဖျားကိုကတ်လူခြင်းအင်္ဂါနေ့မှာဖျားရှင်အား အုံဒီပါအုံဒီနဲ့ပြုလုပ်ထားတဲ့မုတ်ဒါမှမဟုတ်လက်ဖက်သားကိုကတ်လို့ပြီးတော့ကတ်လို့ပူဇော်လိုက်ပါဒါရန်အပေါင်းနဲ့အတိုက်ခံတွေရဲ့ဘေးရန်ကနေကာကွယ်ပေးပြီးတော့လုပ်ငန်းတွေကိုအောင်မြင်စေပါလိမ့်မယ်ကံပွင့်စေတဲ့အရာတွေကတော့အဝါရောင်သို့မဟုတ်ပန်းရောင်ကိုဒီလာထဲမှာနှိုးဝင်မှာလာထဲမှာများများဝစင်ပေးပါအထူးသဖြင့်စိတ်တူလွယ်တဲ့အချိန်မျိုးတွေမှာပုံမှုပြီးတော့ဝစင်ပေးပါညအိယာမဝင်မီ ညာအိယာမုံမူရှစ်ကျိန်တရီထားပြီးတော့အိနာနေခြင်းများကိုမြစ်တာဖို့အမျှဝေပါဒုမှုဆက်ဆံရေးဒီပြည်လေစီဖို့အားပေးနေပါလိမ့်မယ်အားပေးပါလိမ့်မယ်ကံကောင်းစေသောအချိန်ကတော့နိုဝင်ဘာလရဲ့ပထမ10ရက်အတွင်းမှာအရေးကြီးသောကိစ္စတွေဒါမှမဟုတ်အင်္ဂါအရေးကြီးသောကိစ္စများအဲဆိုရင်အင်္ဂါဖွားတော့2025နိုဝင်ဘာလဟာ အင်္ဂါဘွားတွေအတွက်ရီမန်ချက်တွေရေရွံ့ဝဲချက်မှတ်ပြီးတော့အကောင့်တွေပေါ်ရမယ်စင်ကုန်မှုကြီးတဲ့ကာလဖြစ်ပါတယ်။သင်ရဲ့သဘာဝစွမ်းရည်ကိုအကောင်းဆုံးအသုံးချပါ။ဒါပေမဲ့အလင်းစလူဒေါသထွက်တာအတားကြီးတာမျိုးတွေကိုတော့ထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီနိုဝင်ဘာလအတင့်အတွက်အောင်မြင်မှုပေါင်းများစွာကိုယူဆောင်လာပါလိမ့်မယ်ရှင်။ဒီလရဲ့ဆောင်ဘုတ်ကတော့တတိရှိစွာစတင်ဆိတ်ရွှေစာအဆုံးသတ် အားလုံးပဲကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်မွေးနေ့မွေးနံ့နေ့အတွဲဟော့စတန်လေးတွေကိုဆရာမတင်ဆက်ပေးတော့မှာမို့ရိုးရော်ဘော channel ကို like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်နောက်တဲ့ဘလူးဘေးရင်အကြောင်းအရာတင်းလာကိုပါများရဲ့ဒီလာရဲ့ဆောင်းပုတ်ကတော့စိတ်ကင်စားမှုတွေနူးညံ့ပြီးတော့ဆုံးဖြတ်ချက်တွေခိုင်မာပါလိမ့်ရှင်။ အားလုံးပဲကံကောင်းခြင်းတွေပြည့်ဝပြီးတော့စိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ထပ်မွေးဖွားနေ့နံဖွားတွေအတွက်ဟောစတဲ့နေကိုလည်းဆရာမအမြန်ဆုံးတက်ဆက်ပေးသွားမှာဖြစ်ပါဖြစ်မှာမို့ရိုးရပေါ် channel ကို like and subscribe လုပ်ပြီးတော့ notification bell ကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။နောက်ထပ်ဘလူဗီဒီယံအကြောင်းအရာတွေကိုသိချင်တယ်ဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်ရှင်။အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်။